ဒီကနေ့နဲ့ဆို73ရက်တော့ပြည့်ခဲ့ပြီ။ငလင်းလုခမှုကြောင့်ပြိုကျတဲ့တိုက်အောင်မှာခုချိန်ထိကယ်ထုတ်လို့မရသေးတဲ့ဆောက်လုပ်ရေးလုပ်သား80ဦးကျော်ကျန်ရှိနေသေးတယ်လို့ဒီကနေ့9နာရီခွဲချိန်အခင်းဖြစ်တဲ့နေရာကိုရောက်ရှိလာတဲ့ဘန်ကောက်မြို့တော်ဝန်ကပြောခဲ့တာဖြစ်ပါတယ်။ငလင်းလုခခဲ့တဲ့ရက်ကနေဒီကနေ့အထိဆိုရင်ရက်ပေါင်း73ရက်ပြည့်ခဲ့ပြီ။ဘန်ကောက်မှာရှိတဲ့ဆောက်လက်ဆက်တိုက်ပြိုကျပြီးနောက်အထဲမှာပိတ်မိနေသူအလုတ်သမား80ဦးကျော်အတွက် မျောလင်းချက်တွေတဖြည်းဖြည်းနှဲလာခဲ့ရပြီးဖြစ်ပါတယ်။တဇံရဖွဲ့စည်းတွေကပိတ်မိနေတဲ့အလုပ်သမား90ကျော်ကိုကယ်ထုတ်နိုင်ဖို့24နာရီစလုံးစ조사အားထုတ်ခဲ့ကြပေမဲ့ပြိုကျနေတဲ့တိုက်ဟာအထက်ထပ်ဖြစ်နေပြီးတန်တိုင်းတန်ချောင်းတွေနဲ့ထူထပ်တဲ့ကွန်ကရစ်တွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများမှာအများကြီးအခက်အခဲဖြစ်စေတယ်လို့သိရပါတယ်။သို့တော်ဘယ်လိုပဲအဟန့်အတားတွေများပါစေအကုန်လုံးထုတ်နိုင်အောင်စ조사နေပါတယ်လို့ဘန်ကောက်မြို့တော်ဝန်ကဆက်ပြောပါတယ်။ဘန်ကောက်စီ ပြောကြနေတဲ့နေရာမှာဒေဇယ်ရဲ့အဖွဲ့ပေါင်း73ဘွဲ့ရှိပြီးအလဲချက်ကူညီနေပါတယ်။24ရက်နေ့စလုံးမရမနာကေဇယ်ရဲ့လုပ်ငန်းများပြုလုပ်နေပြီးဘန်ကောက်မြို့တော်ဝန်လည်းအနီးကကြီးကြပ်နေတယ်လို့သိရပါတယ်။လက်စီချိန်ထိအစအဦးပြောကြတဲ့နေရာမှာအလုတ်သမားမိသားစုများကပိတ်မိနေတဲ့သူများအသက်ဇင်လာမလားရင်တထိတ်ထိတ်နဲ့အမျော်လင့်ကြီးမျော်လင့်နေကြပြီ။တဆန်ရများကစီစဉ်ပေးထားတဲ့နေရာမှာပဲနေနေညံ့ညံ့ဆောက်ပြီးနေလာခဲ့ကြတာ။ ဒီကနေ့နဲ့ပါဆို73ရက်နေ့မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့အမြင်ချင်းဆုံးမျက်နှာတွေဟာကွန်ကလစ်အောက်မှာပျောက်ဆုံးနေစေဖြစ်ပါတယ်။ဒီကနေ့ညနေအထိကယ်ထုတ်လို့မရသေးတဲ့ဆောက်လို့ရေလုတ်သား82ဦးကျန်စီနေပါသေးတယ်။ဒေဆုံးလို့22ဦးနဲ့ထိခိုက်တန်ရာရသူ9ဦးရှိပြီလို့သိရပါတယ်။အဲ့ဒီအထဲမှာမှခင်မွန်ကြီးနဲ့တာကြီးတို့ဘန်ကောက်မှာဆောက်လက်ဆက်တိုက်ပြိုကြတဲ့အထဲမှာပိတ်မိနေတဲ့ဆိုတဲ့သတင်းကြောင့် မြန်မာနိုင်ငံကနေဘန်ကောက်ထိလမ်းလျှောက်လာပြီးစီးရီးယားအကြမှာခင်းဖြစ်ပေါ်တဲ့နေရာကို ရောက်ရှိလာခဲ့ပါတယ်။သူမဟာဒေါ်မမေလို့သိရပါတယ်။ဘန်ကောက်ကိုလာဖို့အတွက်ခရီးစရိတ်အကြတဲရှိတာကြောင့်တောတောင်တွေကိုဖြတ်ပြီးဘန်ကောက်ကိုခြေလင်းနဲ့လမ်းလျှောက်လာခဲ့ရတယ်လို့သိရပါတယ်။တောထဲမှာလေးရကြာခဲ့ပါတယ်။အဲဒီနောက်ထိုင်းနယ်စပ်ကန်ဂျနပူလီခိုင်ကနေဘန်ကောက်ကိုလေးနဲ့တဒန်းကားနဲ့တဒန်းနောက်ထပ်လေးရထပ်ကြာခဲ့တယ်လို့သိရပါတယ်။ နေဆက်ကနေဘန်ကောက်အထိလန်ခီစေမှာ12500ကုန်ကျခဲ့ပြီး CNN မြောက်မှာတော့တိုက်ပြိုကြတဲ့နေရာကို ရောက်ရှိပေမဲ့လင်းနဲ့သားကိုမတွေ့ရသေးပါဘူးအခင်းပြပြတည်င်းကြားကလေးကသူ့မှာငိုနေရပါတယ်သားတို့ရေအမေဘန်ကောက်အထိလိုက်လာပြီလေဘယ်လိုပဲဖြစ်ဖြစ်အမေကိုလာတွေ့ပါလို့ဒေါ်မမေကငိုယိုရင်းနဲ့ပြောခဲ့တာဖြစ်ပါတယ်ဒေါ်မမေရဲ့သားနဲ့ခင်ပွန်းဟာမိကျိုးတက်စင်တဲ့အလုပ်သမားတွေပါ ပြိုကြတဲ့နေ့မှာသူတို့သားဖတ်နေရောက် တိုက်ခိုင်းရဲ့အထက်26မှာလုတ်ကင်နေတယ်လို့ဒိုမမီကစပြောပါရယ်ခင်မောအသက်46နှစ်နဲ့တာကြီးအသက်23နှစ်ရှိတယ်လို့သူမပြောပါရယ်ဘန်ကောက်မြို့ဂျတုကျမြို့နယ်စီအထက်30စီငွေစည်းရုံးပြိုကျတဲ့အထက်မှာပါသွားတဲ့အလုတ်သမားတွေအနေနဲ့တရားဝင်အလုတ်သမားဖြစ်စေတရားမဝင်အလုတ်သမားဖြစ်စေလုတ်တဲ့အလိုက်ကိုတွက်ချက်ပြီးနှစ်နာချီတူးကိုဘတ်တန်ကနေနဲ့တန်အထိရရှိမယ်လို့အလုတ်သမားဝင်ကြီးဌာနအတွင်းဝန်က ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာပြောခဲ့တာရှိပါတယ်။မကြာမီကြာရောက်တော့မယ့်ညတူကူကာလမှာကေဇေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေမယ်လို့ဘန်ကောက်မြို့တော်ဝန်ခွန်ချက်ချကစက်ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအထဲမှာအိမ်ပြန်လို့တဲ့ကေဇေးရဲ့ဓမ္မနေရှိခဲ့မယ်ဆိုရင်သူတို့သဘောနဲ့တွာလာနိုင်ပါတယ်လို့ပြောပါတယ်။